တရုတ်ရဲ့ဒရုန်းပညာရှင်တွေဟာရုရှားနိုင်ငံပိုင်းလက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ပူးပေါင်းပြီးစစ်ဘက်သုံးဒရုန်းတွေထုတ်လုပ်ရေးအတွက်ရုရှားနိုင်ငံထံသွားရောက်ခဲ့ကြောင်းဥရောပလုံခြုံရေးအရာရှိနှုန်းနဲ့အချက်အလက်တွေကိုကိုးကားပြီးရိုက်တာကပေါ်ပြခဲ့ပါတယ်။တရုတ်ပညာရှင်တွေဟာပြီးခဲ့တဲ့နှစ်ဒုတိယသုံးလပတ်ကာလကနေစပြီးရုရှားရဲ့လက်နက်ထုတ်လုပ်တဲ့ IMZ ကုဘိုကုမ္ပဏီတန်း6ချိန်ကျော်တွားရောက်ခဲ့တယ်လို့ဆိုပါရယ်ဒီကာလအတွင်း IMZ ကုဘိုကုမ္ပဏီဟာတရုတ်နိုင်ငံလုံးတိုက်ခိုက်ရေးဒရုန်းတွေနဲ့ ကင်းတောက်ဒရုန်းတွေကိုရုရှားရဲ့ဂျာကန်ကုမ္ပဏီတစ်ခုကနေတစင်လက်ခံရရှိခဲ့တယ်လို့ဥရောပအရာရှိနှုတ်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက IMZ ကူဘိုကုမ္ပဏီဟာတရုတ်နိုင်ငံမှာဒေသခံကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ဂါဘီယာ3အမည်ရှိဒရုန်းအစ်စ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။လက်ရှိမှာ Rider သတင်းအေဂျင်စီဟာရုရှားနိုင်ငံအတွင်းစစ်ဘက်သုံးဒရုန်းတွေထုတ်လုပ်ရေးအတွက်စမ်းသပ်မှုတွေနဲ့နည်းပညာကဏ္ဍတွေထဲ တရုတ်ကျွမ်းကျင်သူတွေပါဝင်ခဲ့တဲ့တဲ့တင်ကိုပထမဆုံးအကြိမ်ဖြစ်အသေးစိတ်အချက်အလက်တွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။အမီယိုဖော်လိုတဲ့ဥရောပအရာရှိတွေကလည်းဒရုန်းတွေထုတ်လို့ရတဲ့အတွက်ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှားရဲ့ IMZ ကုဘိုကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီကြားဆက်ဆံရေးမြင့်တက်နေမှုကိုပြသရာရောက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ဒီပူးပေါင်းဆောင်ရွက်မှုကိုသတိပြုမိခြင်းမရှိဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဟာယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီးခိုင်မာပြီးမျှတတဲ့သဘောထားကိုအမြဲတမ်းထိန်းသိမ်းခဲ့ပါတယ်။ဒရုန်းတင်ပို့မှုတွေအပါအဝင်စစ်ဘက်တုံးပစ္စည်းတွေတင်ပို့မှုကိုတင်းကျပ်ထားပြီးပဋိပက္ခမှာအသက်သေစေနိုင်တဲ့လက်နက်တွေကိုဘယ်တော့မှမထောက်ပံ့ခဲ့ပါဘူးလို့ထုတ်ပြန်ကြမှာပေါ်ပြခဲ့ပါတယ်။ကရင်မလင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ င်းရံစက်ကိုဘိုကုမ္ပဏီတို့ကတော့ရိုက်တာသတင်းဌာနရဲ့မက်ချက်တောင်းခံမှုကိုတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။